ိုကေယပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ဒိုကေယဝိုင်းတော်သားတဦးဖြစ်တဲ့ဟေဆယ်ပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆရာအေဂါဇောရေးသားထားတဲ့တောမှောက်တဲ့ညဆိုတဲ့ဝိတ္ထုလေးပဲဖြစ်ပါတယ်။တောမှောက်တဲ့ည။ ်ကာလအပြင်1990ခုနှစ်ခန်းကဖြစ်သည်မကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့နယ်အတွင်းမြေစုံရွာကလေးမှာအီအီချမ်းချမ်းတည်ရှိနေလေသည်မြေစုံရွာမှာ အင်ဂျင်60ခန်းသာရှိသည့်ရွာငယ်ကလေးတစ်ရွာဖြစ်ပြီးရွာသူရွာသားများမှာယာစိုက်ပျိုးခြင်းတစ်တော်အတွက်ပစ္စည်းများကိုထိုးယူရောင်းချခြင်းတို့ဖြင့်ယူသားစွာအသက်မွေးကြသူများဖြစ်သည်ယခုလိုလာသည့်ညမျိုးဆိုရင် ရွာရှိအပါညိုတို့လူသက်တိုက်စုယုံကြသည့်အချိန်ဖြစ်သည်အပါညိုအိမ်ရှိခြံဝင်းအတွင်9000ကုပြစ်ကြီးကို ပြင်ကလေးသားများဖြင့်ရိုက်လုထားလျာရရွာတွင်လူကြီးသူမများအဖို့ထိုနေရာတွင်စတဲ့ချကစကားသမီးပြောဆိုမည်ဖြစ်သည် နေစဉ်ပုံမှန်စုယုံလေးမရှိတော့လေလာတာသည်ညလာပြီညမျိုးတွင်တော့အမြဲစုယုံနေကြဖြစ်သည်ယခုလေကုပြစ်ကြီးတွင်ရင်ွေးချမ်းဝိုင်းခင်းက အပိုင်းညိုကောင်းဆောင်လေးရဲ့ရဲရွာတွင်မှလူကြီးသူမများစုရုံးကရှီဟောင်းနောင်ပြများရောက်တက်ရာရာများကိုပြောဆိုလေးရှိသည် ထိုကိုပြည့်ကြီးတွင်လူကြီးသူမများသာစုရုံးကြသည်မဟုတ်ပေဖိုခက်တို့လူကလေးများလည်းစုရုံးတတ်ကြသည် အများအားဖြင့်လူကြီးသူမများပြောသည့်စကားများကိုနားထောင်ကြခြင်းဖြစ်သည်ကလေးများသည်ညများတွင်တော့အပပြုံးက950ဇန်နီဘတ်ပုံမြင်များမသားဝယ်ရာပုံမြင်များကိုပြောဆိုလေရှိသဖြင့် ိုးကတ်တို့ကလေးတတိုင်းအလွန်ကြိုက်နှစ်သက်ကြသည်ထိုများမက အစာနောက်တန်သောအဘထွေကလည်းတရေတစီပုံမြင်များကိုပြောပြပြန်သေးရာထိုညမျိုးတွင်တော့ဖိုးခက်တို့အိမ်ပင်မပြန်ရဲအိမ်ရောက်လင်းပင်အိမ်သားတို့ဆင်မသွားရဲ့အောင်ကြောက်လန့်ကြသည်မိတို့ပင်ကြောက်လန့်စီကမူဖိုးခက်တယောက်ကတော့အဘထွေပြောသည်တရေတစီနှင့်ပေတဇလန်းများကို အလွန်နှစ်သက်လေသည်ကဲ ငင်လဲနေပြီဆိုတော့စကားပိုင်းသိမ့်ကြရအောင်ကိုညိုကြီးကလေးတွေလည်းအလှည့်ပေးလိုက်ပါအောင်ဗျာထိုအခါဖိုခက်ကအနားသူကတ်သွားပြီဒါနဲ့ဟိုရပိုင်းကအမေပြောတာတော့တခါတုန်းကဒီရွာကိုဓမြတွေတိုက်မဲ့အရေးကိုတရေကြီးတွေကကာကွယ်ပေးလိုက်တယ်လို့ပြောဘူးတယ်အဲ့ဒီဇလန်းကတကယ်လားဗျအပါညိုကပြုံးလိုက်ရင်ဖိုခက်ကတော့မေးလဲမေးတတ်ပါဟတကယ်တော့ဒီဇလန်းကလူတွေယုံတဲ့အဖြစ်ပြောနေကြတာပါကွတကယ်တော့တရေတစီဆိုတာ လူကိုနှောက်ပဲနှောက်ရှက်နိုင်တာကွာအကျိုးမပြုပါဘူးကွာထိုအကအပါထွေးကအပါညူစကားကိုမျက်မှောင်ကြုတ်ကနားထောင်ရင်းဒီလိုတော့မပြောနဲ့ကိုညူရတရေတစီဆိုတာလူကိုအကျိုးပြုခြင်းပြုမှာပေါ့ဗျာအပါညူကမိမ့်မိန်ကြီးပြုံးလိုက်ရင်သွားစမ်းမှာကိုထွေးရခမားပျော့ပျော့ပြနေတဲ့တရေတစီဇလန်းတွေဖုတ်တပတ်ဇလန်းတွေကတကယ်တော့လူနားထောင်ကောင်းအောင်တောင်စင်ရေမြစိတ်ကူးရင်တီထွင်ထားတဲ့ဇလန်းတွေပါဗျာ ပြီးတော့ခုနကဖိုးခဲ့မိပြောတယ်လို့တရဲတွေက လူတွေကိုကူညီတယ်ဆိုတာမျိုးပေါ့မှတ်ထားကိုထွေးတရဲဆိုတာဘယ်တော့မှအပြုတ်သဘောမဆောင်ဘူးလူတွေကိုကူညီပေးရုံထုံးစံမရှိဘူးဗျအဲ့ဒီလူတော့ပုံသေးမပြောနဲ့ကိုညိုခမ ्या ကြုံဘူးလို့လားဟာဟာကျုပ်ကဖုန်ကြီးလူတက်ပါဗျာစာဝါတွေလည်းတော်တော်လိုက်ဖူးတယ်ခမ ्या လူစာမတက်ပေမတမ်းမဟုတ်ဘူးအပါညိုကတင်စီပြောလိုက်သည့်အခါအပါထွေးတယောက်အလွန်ခံမြင်းသွားသည် အောင်မငညိုရမေဖုံးကြီးဝတ်ပြီးစာဝါလိုက်ရင်ညံမကောင်းလို့အစမေးဝဲတပုံပုံကြတာငါမသိဘူးမှတ်နေသလားနောက်ဆုံးတော့မင်းကိုမင်းရှက်လာလို့လူထွက်ပြီးမင်းမယူလိုက်တာလေကွာအပါထွေးရေလိုက်သည့်အခါကိုပြစ်တွင်ထိုင်နေကြသည့်အပါကြီးများကရေမော်လိုက်ကြသည် အပါညိုမျက်နှာကြီးမှာဒေါသထွက်လာသဖြင့်စူပုတ်လာလေသည်အောင်မခမားတို့ကကြောက်ရင်ကိုလဲလာသည်ကြောက်ကိုလဲစော်ကားနေပါလားဗျဒီမှာငထွေး ငါစာဝါကြပေမယ့်ဘာပဲပြောပြောငါကမင်းတက်ဆိုင်ပို့ပြီးစာတက်တကွမင်းလိုမျိုးရက်ထွဲရွာတွေကကလေးတွေကိုအချိန်မြင့်မရှိတဲ့တရေဆက်လန်တွေပြော့ပြီးလိုက်ချောင်နေတဲ့လူမဟုတ်ဘူးကွအပါထွေးလေငြိမ်မခံတော့ပေဟေးကောင်ငါပစံနဲ့ငါပြောတာမင်းပူပါလားမင်းကရောကွာအာအာရှိဖုန်ကြီးလူထွက်ဆိုပြီးတော့တရပဲဟောချင်နေတာဟိုနေ့ကပြောတဲ့ကြောက်ခဲလေးဘဝဇလန်းဆိုတာကြာနေကန်ဖုန်ကြီးတရားနားထောင်ပြီးတော့ပြန်ပြို့ပြတာငါမသိဘူးများထင်နေသလားကွာ အခြေအနေတွေက တင်းမာကုန်လေသည်။နောက်တော့အဘညိုကမတက်ရက်ထားပြီးအဘထွေအားဝင်လုံးလေသည်။အဘထွေကလည်းအားကြမခံအဘညိုနှင့်နပန်းဖက်လုံးကြသည်။အချာအပါကြီးများကဝိုင်းဝန်းဖြန့်ပြေတော့လေထိုနေရောက်အားဆွေးမရတော့ပေ။တို့နေအကျန်းရီတောက်ခါပြောဆိုနေကြသည့်သကဝိုင်းမှလက်တီလက်မောင်းတန်းကထူနဲ့လုံဖက်ကြသည့်နပန်းဝိုင်းအဖြစ်တို့ပြောင်းလဲသွားလေသည်။ဖိုခက်တို့ကလေးတိုက်မှာတော့လက်ဝိပွဲကြီးပွဲကောင်းကြီးရသည့်အလား နဘီနာမနေ၍လက်ကုတ်တီကအားပေးကြလေသည်လုံထားဗျအဘညိုရကန်ထားဗျအဘထွေးရလာတာညာတွင်ကျင်ပါသည့်နပန်းပွဲမှာနောက်ဆုံးရွာတကြီးရောက်လာပြီးဖြန့်ပြေးသည့်အခါမှဒိုင်ပွဲရဲ့အနေဖြင့်ပြီးစီးသွားလေတော့သည်တို့တော်လေနောက်ရက်လာတာညတွင်တော့အဘညူအိမ်တွင်ထမှန်စူးစီးကြပြန်သည်ရွာသားများအလုံးလူလူမှဆွေမျိုးတော်ဆက်ကြသည်မို့ယမန်နေညကထူကျိတ်ခဲ့ကြတော်လေ ယနေ့ညတွင်တော့ညီရင်အကိုပမာပခုံဖက်လျက်ရှိနေတော်သည်ဒါနဲ့ဘညွေလာမဲလာပြင်းနေအင်ကြီးမြန်ရွာဘက်မှာအလူရှိတဲ့ဗျဟေးဟုတ်သားငါတောင်မေ့နေလိုက်တာဒါနဲ့အလူကအဲ့ဖိတ်လာပြီလားအခုကလာပြေဖို့လူသေးတာကိုဗျဒါပေမဲ့ညနေကအင်ဂျင်မြန်ကပြန်လာတဲ့ဖူထူကတော့တကြီးကအဲ့ဖိတ်ခိုင်းနေလို့မှတဗျာကျုပ်တို့ရွာက လာနိုင်သူတွေလာခဲ့ကြပါဦးနဲ့အပါပြုံးကတစ်ချက်ကောင်းရင်းရင် မိုးလေလုကင်းပြီဆိုပေမဲ့လေရွာတွေက မထွက်သေးဘူးဆိုတော့ထူးရွာသားတွေအဲ့ဒီအလူကိုသွားနိုင်ကြမှာမဟုတ်ဘူးကွာထူအပ်ကအပါထွေးကအိုးဗျာလူငယ်တွေလူလက်တွေမအားပေမဲ့ကျို့တို့လူကြီးတွေကအားတယ်မဟုတ်လားအခုတောင်အာအာရရကုပစ်ထိုင်းပြီးရင်နှွေးတောင်းနေကြတာမဟုတ်လားထူအပ်ကကုပစ်ထိုင်းနေသူများအလုံးရင်မောလိုက်ကြသည်အေးကွာငါတို့သွားရအောင်ဘာညူမင်းလိုက်မယ်မဟုတ်လားလိုက်တာပေါ့ကွာဆိုင်လေးပါလေကြည့်ရတာပေါ့ကွာဘာထွေး င်းရောလိုက်မလားဒါပေါ့ကျုပ်ကလိုက်ပြီးသားပဲဘာပြုံးနဲ့ဒေါ်ရင်တို့ကလိုက်ပါတော့လဲရှိလို့ကတော့လိုက်ပြီးသားပဲလဲဆိုသည့်အတန်ကြားသဖြင့်အာလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်ထိုအခါဖိုခက်ကမတက်ရက်လိုက်ပြီးလဲကတော့မပူနဲ့ဗျာဒီညက်နေပဲအဖေတို့ပြောနေတာကြားလိုက်တယ်အင်ဂျင်မြန်ရွာကအလူရှင်ကအဖေတို့အမျိုးမမသွားလို့မကောင်းဘူးတဲ့ဗျာလဲနေသွားမယ်ဆိုပဲဗျဒါဆိုရင်တော့ဟန်ကြတော့ကွာ ဖိုးခဲ့ပေးဘခက်ကိုငါတို့ပြောရင်ရမှာကွာတို့နေလာပြေမတိုင်ခင်တည့်ရအလိုတွင်လဲဖြင့်သွားရန်ဆုံးဖြတ်လိုက်ကြတော့သည်ဖိုးခဲ၏အဖေမှာကိုဖာခက်ဆိုသူဖြစ်သည်တရွာတဲ့သားချင်းမို့ကိုဖာခက်ကလည်းလူကြီးတစ်တိုက်ကိုလိုက်ခွင့်ပြုလိုက်တော့သည်သောသောလဲထွက်မီအချိန်မှာညနေပိုင်းဖြစ်နေလေရာ လူကြီးများမှတော့တိတ်မကြိုက်ကြပေ။ဘာခေရာခရီးသွားမှာစောစောစီစီသွားပေါ့ကွာ။မဖြစ်လို့ပါအဖတို့ရာ ျုပ်ဒီမနေ့ပိုင်းကုန်တိုက်ဆရာတခုရှိတာဂတိပေးထားမိလို့ဗျမနေ့ပိုင်းကုန်တိုက်ပြီးနေ့လေဆိုရင်အားပါပြီဗျညနေနေအီတော့ကျုပ်တို့ထွက်ကြမှာပေါ့နေကြသွားပြီဆိုတော့လူတွေလည်းအေးအေးဆေးဆေးနွားတွေလည်းမပူတော့ဘူးပေါ့ဗျအင်ကြီးမြိုင်ကနေဝက်လောက်သွားရတယ်မို့လားဘာခေရဒူသွားမှာကညာကြီးမင်းကြီးနော်ဘာခက်တာမလို့ဘာပြောရကျုပ်တို့ဒီကညနေ3နာရီလောက်ထွက်မယ်ဗျအင်ကြီးမြိုင်ကိုသွားတဲ့လှေလန်းကြီးကလည်းဖြူးလို့မဟုတ်လားပြီးတော့ဒီညကအဖိန်နေညဆိုတော့ လကလည်းသားမဗျအင်ဂျင်မြိုင်ကိုည၈နာရီ၈နာရီခွဲလောက်ရောက်မယ်ဆိုရင်အဘတို့အလူဝင်ညဧကန်ဆိုင်ကိုတက်နာထောင်ရုံပေါ့ဗျအဘပြုံးကခြေနဲ့သွားကကောင်းငိတ်လိုက်လေတော့ဒီอืมမင်းပြောတာတော့ဟုတ်နေတာပဲဗခဲ့ရဒါကြောင့်လေမင်းကိုလူတွေကဘာခက်တာမှတ်လို့ဘာခဲလို့ခိုကြတာကိုကွကိုဘာခက်ကခေါင်းကိုရင်နွားများကို အစာနိုင်နိုင်ကျွေးနေတော့ဒီ ညနေဆောင်သည့်အခါတွင်တော့လေတစ်ခုလုံးကိုတန်ရှင်ရေးလုပ်ပြီးထန်ကျော်ဖျားချမ်းကြီးများကိုခင်းလိုက်တော့သည်ဖျားပေါ်တွင်တင်ပြူဖျားတစ်ချက်ခင်းလိုက်သည့်အခါလူများလိုက်ပါစီနေရန်အစဉ်သင့်ဖြစ်သွားလေတော့သည် လေတွင် လိုက်မိသူကတိတ်များများဆာဆာမဟုတ် လေကိုကိုပါခက်ကမောင်းနေမည်ဖြစ်ပြီးအပါပြုံကြီးတော့ရင် အပညိုအပါထွေးတို့လေးယောက်သားဖြစ်သည်ကလေးများဖြစ်သည့်ဖိုးခက်နှင့်ရွှေမီတို့မောင်နှမနှစ်ယောက်လိုက်ပါမည်ဖြစ်သည် လိုက်ပါမည်သူများကလဲပေါ်တက်ခါနေရာချထားနေစဉ်အဘာညိုကလဲအားတစ်ချက်ကြီးကတို့လဲမှာပေါင်းမိုးမတက်ဘူးလားဘာခဲရဟာအဘာညိုကလဲကျုပ်တို့သွားမှာနေကြသွားတဲ့အချိန်မြဦးလဲခဏပေါ့ဗျာခင်နန်းနဲ့သေးချောင်းကိုဖျက်ရင်အရေးရာသေးတယ်မဟုတ်လားပေါင်းမိုးကအပူကြီးပါဗျာတက်မနေတော့ပါဘူးညနေ3နာရီမထိုးခင်မှာပင်လဲကိုမောင်းထွက်လာခဲ့ကြသည်ရွာတဲ့အဖြတ်တွင်လဲပေါ်ပါလာသည့်အဘာကြီးများက ်ရွာကန်များကိုနှုတ်ဆက်ကြလေသည်ကြီးတော်ရင်ကဟဲ့ထွေးတို့အင်ဂျင်မြိုင်လူကိုမသွားကြဘူးလားမသွားတော့ပါဘူးကြီးတော်ရင်ကျို့တို့ရာခင်းမှမပြီးသေးတာရာခင်းထွက်တော်မှပိုးတဲ့ပတ်စံတွေစုပြီးအလူခင်းပြီးဆိုင်းငှားမဲ့ကြီးတော်ရင်ရဲ့သူမြပွဲကိုမသွားတော့ဘူးကိုပါသာပဲပွဲသွင်းတော့မယ်လို့စိတ်ကူးထားတယ်ကောင်းပါ၏အစာဝဝလင်းလင်းကြွေထားသဖြင့်ဝဖီနေသည့် ကိုပါခဲ့ဤနဝတရှင်ကလည်းတန်တန်မာမာထွားထွားချင်းချင်းနဲ့လေဆွေကောင်းလာရကိုပါခက်တို့လည်းမမကြမီရွာမထွက်ခါခင်းနံအတွင်တို့ဝင်ခဲ့ကြလေတော့သည် စကားတပြောပြောနေရေမောကသွားကြသဖြင့်အချိန်ကကုံမန်းမသိအောင်မြန်လွန်လာသည်မကြမီနေဝင်သွားပြီးအမောင်တို့ကကြီးစိုးသွားတော့သည် အပါကြီးများမှာဗိုက်စာတက်တိမို့လေပေါ်တွင်မထမင်းဝိုင်းပြင်က စားတော့ကြလေသည်အပါထွေးက ဒူများကြာဘူးတာကကြာတော့တိုးတဲ့တောင်နဲ့ထမင်းစားမယ်ဆိုရင် တိုးပိုင်တောင်ပိုင်းတွေကို အရင်ပတ်တာပြီးမှစားရတဲ့အပါညိုမှာအပါထွေးပြောသည့်စကားကိုကြားသည့်အခါခေါင်းခါရင်ငထွေးတို့များအယူသီးကြပဲကွာကိုထမင်းကိုစားတာကွသူတို့ထမင်းကိုလူစားတာမှမဟုတ်တာကျုပ်လည်းကြာဘူးတာပြောတာပါထိုအခါလေမောင်းနေသည့်ဘာခက်ကကျုပ်တို့လည်းဒီတိုင်းစားတာပါပဲဒီနားမှာတော့ဘာမှမဖြစ်ပါဘူးဗျာပြီးတော့ဒါကလည်းတော့ဦးကြီးမှမဟုတ်တာ ။တစ်ပင်ကျူတို့ကြက်တဲပေါက်တဲ့ခင်းနှန်းကလေးပဲမဟုတ်လား။လဲပေါ်ပါလာသည့်သူများကအဖာထွေအားအတွေးခုံသူဟုယူဆကားဝိုင်းကြည့်ကြသည်မို့။အဖာထွေတယောက်ခေါင်းငုံရင်းထမင်းသာကျိတ်စာနေတော့သည်။ထမင်းစာတော့ကြပြီးလဲပေါ်တွင်ဖန်မီအင်ကလေးတစ်လုံးကိုထွန်းညီလိုက်သဖြင့်လင်းချင်းသွားလေသည်။မကြမီအနောက်ယွန်းယွန်းစီမှအဖိတ်နေလာမင်းကြီးကမေတင်ထွက်လာကတလောကလုံးကိုအလင်းရောင်များဖြန့်ကျက်လိုက်လေတော့သည်။ ခေနံအတွင်းရှိတစ်ပင်များအကြားမှလာရောက်များကဖြာကြနေလေသည်ထို့များမကားသည်ညာလေအေးအေးနှင့်မူခရီးသွားနေရသည်ကတက်တောင်တတရှိလာသည်ထမင်းစားပြီးလေတဖြူဖြူနှင့်မူအဘာကြီးများငိုက်မြင်းနေကြခြင်းပြီးတတိကောင်းသည့်အဘာပြုံးကကိုဘခဲ့အနာတို့ကလည်းရင်ဘခဲ့တို့တွေလမ်းတွေဘာတွေမှားနေမယ်နော်ဘာခက်တာမလို့အဘရာဟောဒီခေနံကထွက်လိုက်တာနဲ့တေချောင်းကြီးကလာရောက်နေဖွေးနေတာပဲဗျာ အရှိနေနေဆက်သွားပြီးတေချောင်းကနေလှေလမ်းပေါ်ကိုတက်လိုက်ရင်အင်ဂျင်မြန်စီတဲတဲပဲဗျအေးကွာငါကသတိထားရအောင်ပြောတာပါကွာမစိုးရိမ်မနဲ့အပါပြုံးရဒီလမ်းကကျုပ်သွားနေကြလမ်းပါဗျတို့နေအပါပြုံးလေလဲပေါ်ရင်အသာထိုင်ကငိုက်မီလေးရဲ့လိုင်လာခဲလေသည်ဖိုခက်နေရွှေမီတို့ကလေးများမှမူစားတော့ပြီးပစိုးချုံ၍ခွေခွေကလေးအိတ်လိုက်လာကြသည်အောင်မလေးတရေတရေ ဖိုးခက်ကအကြေကြီးထအော်လိုက်လျာအပါကြီးများပင်လန်နိုသွားကြသည်ကိုပါခက်ကဖိုးခက်ကြောကုန်အားပုတ်လျက်ဟေ့သာဘာဖြစ်တာလဲကွာကျုပ်ကိုတရေကြီးလိုက်လို့ဗျမင်းအိမ်မက်မက်တာဖြစ်ပါလိမ့်မယ်ငါသားရဘာတရေမှမရှိပါဘူးကွာဖိုးခက်မှာအတော်မောပန်းကကြောက်လန့်နေသေးသည် အပါညိုကသူ့အနာတွင်ရှိသည့်တောက်ရီဦးမရေတစ်ခွက်ကိုခတ်လိုက်ခါဖိုးခက်ကိုတိုက်လိုက်ရင်ဘာမှမရှိပါဘူးဖိုးခက်ရမင်းကတော်တော်ကြောက်တတ်တာပဲကွာ နောက်ဆိုဘာထွေးပြောပြတဲ့တရေဇက်လန်းတွေကိုတိတ်နားမထောင်နဲ့ကွာဒီဇက်လန်းတွေကအလကားတက်တက်လူတွေကိုကြောက်အောင် ခြောက်ပြောထားတာတွေကွာဘာမှအကျိုးမရှိဘူးအဖာညိုပြောလိုက်သည့်အခါအဖာထွေးမှာဒေါသထွက်သွားပုံရသည်ဟာငညူမင်းမှလည်းတခုခုဆိုရင်ငါဘက်ကိုလှဲ့လေလာတာပဲကွာငါဘလောက်သီးခံနိုင်တယ်လဲဆိုတာမင်းကစန့်ကြည့်ချင်လို့လားအဘညိုနေအဘထွေးတို့အချိန်နေမှာတဖန်ပြန်လဲတင်းမာလာလေသည်အဘညိုကလက်သီးလက်မောင်းတန်းကလဲပေါ်တွင် မတ်တက်ရလိုက်စဉ် အဖာညိုခေါင်းနဲ့ပေါင်းထားသည့်ခေါင်းပေါင်းစာမှာလေလံအပေါ်သို့ကင်ကြနေသည့်တက်ကင်တစ်ခုနှင့်ချိန်မိသွားကတင်ကြန်နေကြတော့သည်တူစမ်းပါတော့ရှင်ရှင်တို့ကလည်းတခုခုဆိုရင်ထိုးမယ်ကြိတ်မယ်နဲ့ကလေးတွေများမှတ်နေကြသလားကြီးတော်ရင်ကဝင်ဟန်သည့်အခါမှအာလုံးတိတ်ဆိတ်သွားကြလေသည်အပါပြုံးက စကားလမ်းကြောင်းလွှဲခြင်းသဖြင့်ဟေ့ပါညိုဘယ်နှနာရီထိုးပြီလဲကွာသူတို့လူအုပ်ထဲတွင်အပညိုတယောက်တွင်သာလက်ပတ်နာရီပါလေသည် အဘာညိုကသူ့ပတ်နေကြငွေရောင်လက်နေသည့်လက်ပတ်နိုင်အဟောင်းကြီးကိုမှန်အလင်းရောင်ဖြင့်ကြည့်လိုက်ခါခုနှစ်နာရီခွဲပြီကွာသူကလဲပေါ်မှာလူများအံ့အားတင်ကုန်ကြသည်ဒူစီးနေတာခဏလေးပါမဟုတ်မှလွဲရောဘာညိုနာရီကပြက်နေတာများလားအဘာထွေးကလည်းသူ့ွက်ဝင်လာပြီဖြစ်ရာဘာညိုကိုဝင်နှိပ်အောင်မည်ဟုအကြံဖြင့်ဘာညိုရာခမည်းနာရီအဆုတ်ကြီးကိုဟန်လုပ်ပြီးပတ်မနေပါနဲ့ခမည်းနာရီကတနေ့သုံးခါရက်တာ ကျုံမတည်ဘူးထင်းနေသလားအပါညိုနေအပါထွေးတို့ပြန်ပြီးရန်ဆောင်ကုန်ကြသည်လဲပေါ်တွင်တယောက်တစ်ပေါင်းနှင့်ညင်းခုန်ရင်းအော်ဟစ်လိုက်ပါကြလေသည်တနေ့ရအရောက်တွင်မူလဲမောင်းနေသည့်ကိုပါခက်မှာအတန်ပြဲကြီးနေထအော်လေသည်ဟာအပါကြီးတို့ကလည်းတိတ်တိတ်နေစမ်းဗျာကျုပ်ဒီမှာစိတ်ညစ်ရတဲ့အထက်ကိုပါခက်အော်လိုက်သည့်အခါတွင်မှာအပါကြီးများကနှုတ်ဆိတ်သွားလေသည် အပါပြုံးကကိုပါခက်အားဘာဖြစ်လို့မင်းကစိတ်ညစ်တာလဲဘာခက်ရ ဒီမှာလမ်းပြောင်နေပြီဗျ။ဟေးမင်းပြောတော့သွားနေကြဆို။ဟုတ်တယ်ဗျ။ကျုံနိနေညာညာဒီလမ်းကသွားနေကြပဲ။အခုတော့ဘလို့ဖြစ်တယ်မသိဘူး။ဒီခင်းနန်းထဲရနေကိုမထွက်နိုင်သေးဘူးဗျ။ဟေးအဲ့ဒါငါတို့တိုးမောက်တာပဲကွ။အပါထွေးကအထော်ပြန်သည်။ကိုပါခက်ကခေါင်းကုတ်လျက်ဒီခင်းနန်းကအလွန်ဆုံးသွားရရင်နိုင်ဝက်ပါဗျာ။အခုတော့တနိုင် လောက်ရှိပြီထင်တာပဲဗျ။ဒီခင်းနန်းကမဆုံးသေးဘူး။ပုံမှန်ဆိုရင်တေးချောင်းလေးကိုရောက်ရတော့မှာ ဟုတ်ရဲ့လားဘာခဲ့ရမင်းနွားတွေသွားတာနှေးလို့များလားမဟုတ်ပါဘူးဗျာကျုပ်နွားတွေကြောင့်ကျုပ်အတီဆုံးပါခင်နန်းကူကတခုခုမှားနေတာမင်းလမ်းများမှားလိုက်လာတာလားဘာခဲ့ရခင်နန်းနဲ့ဖြတ်တဲ့လမ်းကတလန့်နေရှိတာအဖားတို့လည်းအသိပါ လာရောက်အောင်မှလှဲလန့်တန်းလိုက်ခဲ့တာပဲမှားစရာမရှိပါဘူးအေးကွာဘာပဲပြောပြောစက်မောင်ကြစို့တို့နေလဲကိုဆက်လက်မောင်းနေလာခဲ့သည်တနေရာအရောက်တွင်ဖိုခက်ကလှဲလန့်မှတနေရာကိုလက်ညှိုးထိုးလိုက်ပြီး ဖေရေဟိုမှာဟိုမှာဖိုခဲ့ပြသည့်နေရာသို့ကြီးလိုက်ကြသည့်အခါလဲလန်းအပေါ်သို့ဂိုင်းကျနေသည့်တစ်ဂိုင်းကြီးတစ်ခုတွင် အဝိဆာတစားကတွေ့လောင်းကြီးကျနေတော်သည်အဘာညိုကတေချာကြီးလိုက်ပြီးဟာအဲ့ဒါငါခေါင်းမောင်းစာကွာခုနကတစ်ပင်နဲ့ညစ်ကြံခဲ့တဲ့ခေါင်းမောင်းစာပဲထိုနာရောက်သည့်အခါအဘာညိုကမတ်တရထကခေါင်းမောင်းစာကိုဆွဲယူလိုက်လေသည်ကိုဘာခက်လေအရှိနာအရောက်တွင်လက်ကိုရက်တန်လိုက်တော်သည် တခုခုတော့မှားနေပြီဗျခုနကတစ်ကိုင်းနဲ့ညီတဲ့ခေါင်းပေါင်းစားကပြန်ရတယ်ဆိုတော့ကျုပ်တို့သွားနေတာတပတ်လည်နေတယ်လို့ဖြစ်နေတာပေါ့အပါပြုံးကခေါင်းညင်ရင်ဒါထက်လမ်းကတလမ်းနဲ့ရှိတာဆိုဘာခဲ့ရဟုတ်ပါတယ်အပါပြုံးရခင်နှန်းကိုဖျက်တဲ့လမ်းကဒီတလမ်းနဲ့ရှိတာပါဒါဆိုဘလို့လို့ပြီးအနောက်ကိုပြန်ရောက်သွားရတာလဲကွာကိုပါခက်လေခေါင်းကိုတပြင်းပြင်းကုတ်ပြီးကျုပ်လည်းမသိတော့ပါဘူးဗျာတုံးမောက်တာအဲ့ဒါတုံးမောက်တာကွာ ငါပြောသားပဲခုနကထမင်းစားတုံးကတိုးပိုင်တောင်ပိုင်တွေကိုမြှောက်ခဲ့ဖို့ပြောခဲ့တာပဲအဘာထွေးထားပြောသည့်အခါအဘညိုမျက်နှာမှာဇီးရွယ်လောက်သာရှိတော့သည်အဘကြီးများလည်းခေါင်းချင်းဆိုင်ကုန်လိပြီကဲဒါဆိုရင်လေရှေ့ဆယ်မသွားဘူးပေါ့ကွာတို့တွေအနောက်ကိုပြန်လှည့်မယ်ရွာကိုပြန်ကြမယ်ကွာအဘပြုံပြောသည့်စကားကိုအလုံးကထောက်ခံလိုက်ကြပြီးနောက်လဲကိုပြန်လဲကြသည်ကိုပါခက်ကလဲမထွက်မီ ူဆောင်လာခဲ့သည့်ခမောက်ကိုလဲပေါ်မှပြစ်ချထားခဲ့လေသည်။ကိုပါခက်လုံသည့်ကိုအလုံးကတွေးလိုက်တော့လေဘာမှဆက်မပြောကြတော့ဘူး။အပါထွေးကတော့တောပိုင်းတောင်ပိုင်းများအားလက်အုပ်ချီကတတွတ်တောင်းပန်ရှာသည်။လဲကိုပြန်လဲခဲ့ကြရင်အလုံးစိုးထိန်နေမိသည်။လဲပြန်လဲပြီးနိုင်ဝက်ခန့်အကြမှာပင်နွားများကတစုံတစ်ခုကိုတက်နေမိကကျုပ်ခနဲ့အတန်မြီသွားတော့သည်။ကိုပါခက်လေလဲကို ရတန်လိုက်ပြီးလဲအောက်သို့ခုန်ဆင်းလိုက်သည်။ ထို့နောက်မြေပြင်ပေါ်တွင်ကျနေသည့်ခမောက်ကို ကောက်လိုက်ကအလုံးမြင်သားစီရန်ထောင်ပြလိုက်သည်။ဟင်ဒီခမောက်ကမင်းခုနကချခဲ့တဲ့ခမောက်မဟုတ်လား။ကိုပါခက်လေနွားနှင်းထားသည့်ခမောက်အပြားကြီးကိုစိတ်ပြက်လက်ပြက်နဲ့မြေကြီးပေါ်သို့ပြစ်ချလိုက်ပြီးနောက်ကျုပ်တော်တော်တော်စိတ်ပြက်လာပြီဗျာ။ဒါဆိုရင်ငါတို့တွေရှေ့ဆက်သွားမရ။နောက်လည်းပြန်ဆုတ်လို့မရပဲ။ဒီခင်နန်းထဲမှာတဝဲလေလေဖြစ်နေတာပေါ့။အလုံးစိတ်ဓာတ်ကျသွားတော့သည် ဖိုခက်တိုလိုကလေးများပင် အလွန်ကြောက်လန့်နေမိသည်ကိုပါခက်မှာစိပြက်လက်ပြက်ဖြင့်မြေကြီးတွင်ထိုင်ချလိုက်တော့သည် လာယောင်ကရွှင်ရွှင်ပပတာနေစေပင်ဖြစ်သည်ကိုပါခက်မှာအတန်ကြာအောင်ထိုင်နေရင်းတောက်တစ်ချဲအကြေကြီးခေါလိုက်လေသည် ထို့နောက်လေမောင်းသည့်နဘေးတွင် အသာချထားသည့်ဆောင်းသားရှိကိုဆွဲထုတ်လိုက်ကဒါတရံရံဖြင့်စိန်ခေါ်တော့သည်ဘဲကောင်လှုပ်တာလဲဘဲကောင်ငါတို့ကိုဒီလိုလှုပ်တာလဲကွဟေးကောင် တတိရှိရင်မင်းမလို့မင်းမရလုံမနေနဲ့ကိုထင်ပြစမ်းဟေကောင်မင်းနဲ့ငါနဲ့ချမယ်ကိုပါခက်ကပြောပြောဆိုဆိုနဲ့အနည်းတွင်ပေါင်နေသည့်တကိုင်းများကိုဒါအဖြင့်လိုက်လံခုန်နေသေးသည်အပါပြုံးနေအပါညိုတို့မှာကိုပါခက်အားဝင်ဆွဲကြရသည်ဘခက်ရာဒီလိုမလုပ်ပါနဲ့ကွာမင်းလို့မှငါတို့ပူဆိုးနေပါအောင်မဲကွာထိုအချိန်ခင်တန်းအတွင်မှတရွေရွေအတန်ကြီးနေလီတိုးတန်ကဲ့သို့အတန်များကိုကြားလိုက်ရသည်ကိုပါခက်သားမက ကြံသူများပါအလွန်ထိတ်လန့်သွားကြသည်ထိုအတန်ကြီးမှာဝေးရမှတဖြည်းဖြည်းနေလာလေသည်နီးကပ်လာသည့်အခါခင်နန်းတစ်ခုလုံးစူညံနေလေတော့သည် အနီးအနားရောက်သည့်အခါထိုအတန်များမှာလီဒိုးတန်မဟုတ်ဖေအတန်သည်အတန်ကြောင့်အတန်ဆူဆူကလေးများဖြင့်အော်ဟစ်နေသည့်အတန်ဖြစ်လေသည်အတန်များနှင့်အတူအနှက်ရောင်လင်းတို့အုပ်ကြီးကတစ်ပင်များအကြားမှာအလုံးလိုက်ထွက်လာတော့သည်လင်းတို့ရေငါတို့စီလာပြီဟာ လင်းတို့အုပ်ကြီးမှာလဲပေါ်ရှိလူများအားအတင်းဝင်တိုက်ကြသည်လင်းတို့တိုက်သည့်တန်ခံရသဖြင့်အားလုံးကြောက်လန့်တကြဖြင့်လဲပေါ်မှဆင်ပြေကြကလက်ရောက်တွင်ဝင်နေကြသည်လင်းတို့များမှာပတ်ဝန်းကျင်တစ်ခုလုံးမောင်အထိကျသွားသည့်အထိများပြားလာသည်လက်အောက်ဝင်နေကြတော့လေမကြခင်လဲဆွဲသည့်နွားများမှာရုံးကန်ကြပြီးနောက်အပြည့်အလွာပြေးထွက်သွားရာလဲမှလည်းမောင်းသူမပါဘဲပြေးထွက်သွားလေတော့သည် လေအောက်တွင်ပုံနေသူများလဲ ပလက်လန်ကကြံ့နေရတော်သည်အပါပြိုအပါညိုနှင့်ကြီးတော်ရင်တို့ကရသမြဖះသားများကိုရွတ်ဖတ်ကြကုန်လေသည်ဖိုခဲနှင့်ရွှေမီတို့မောင်နှမအားကိုပါခက်ကကိုလုံးဖြင့်အုံမိုးပေးထားသည့်အတွေ့ဖိုခက်တို့မှဘာမှမဖြစ်ပေသို့သော ကိုပါခက်မှစွတ်ကျဲအင်ကြီးဘာသာဝတ်ထားသည်မူလင်းတို့များကပြန်တန်းရင်ကိုပါခက်၏ကြောကုန်အားခြေသေးလက်သေးများဖြင့်ကုတ်ချစ်ကြလေသည် ထိုရက်ဒေသတွင်လင်းတို့လင်းဆွေများရှိတော်လေအနေပါသာရှိပြီး ထို့များများပြားလာသည်လင်းတို့အုပ်ကိုအပါကြီးများတက်တက်တကားမှပင်မမြင်ဘူးကြပြီ။ကဲပါကဲတော်မူကြပါတိုးဆောင်တဲ့တောင်ဆောင်နဲ့များကိုအတန်တန်တောင်းပန်ပါတယ်။ကျုပ်တို့မှားတာရှိရင်လည်းခွင့်လွတ်ကြပါ။အပါပြုံကလည်းဖျားစာရွလေးရဲ့သာသနာပြုနှက်ကောင်းနှက်မြတ်များကဲတော်မူကြပါဟုတဖွာဖွာရေရွတ်နေလေသည်။မကြခင်လင်းတို့အုပ်ကြီးမှကြက်ပြောက်ငက်ပြောက်ပျောက်ကွယ်သွားလေသည်။ကိုပါခက်ကြောကုန်းရှိလင်းတို့ချစ်ရများမှ သွေများပင်စီကြနေလေသည်ထိုအခိုက်တစ်ပင်များမှလှုပ်ရမ်းသွားပြီးဖြူဖြူအကောင်ကြီးတစ်ကောင်မှတစ်ပင်တစ်ပင်မှတစ်ပင်တို့ခုန်ကူးကသူတို့အနီးရှိတစ်ပင်တစ်ပင်ပေါ်တွင်ရက်တန်လိုက်လေသည်လာရောက်ကြောင်းထိုအကောင်ကြီးကို အတိုင်းသားမြင်နေရသည် လူတအူကဲ့သို့ခန္ဓာကိုယ်ရှိတော်လဲလက်များကအနှဲငယ်ပုံမူရှိလျားသည်ထိုအကောင်ကြီးအသားရည်မှာနွားဖြူတစ်ကောင်၏အသားရည်ကဲ့သို့ဆွတ်ဆွတ်ဖြူကပြောင်ချောကြီးဖြစ်လေသည်မျက်နာတွင် မျက်လုံးပေါက်မှီမီနှစ်ခုပါပြီး အလွန်ရှည်လျားသည့်နှကောင်းကြီးတစ်ခုရှိသည်နှကောင်းကြီးမှာရှည်လျားလာသဖြင့်နှကောင်းထိပ်ပိုင်းသည်ပြီးစင်နမောင်းကဲ့သို့တွေလောင်ကြနေလေသည်ထိုအကောင်းကြီးကသူတို့ကိုတစ်ပင်ပေါ်မှကြည်နေရင်းလက်ကိုဝှေ့ရန်ပြသည်ဖိုခဲတယောက်ထိုအကောင်းကြီးအားမမိတ်မတုံကြည်နေလေသည်ကြံသူများမှာအံ့ဩမှင်တက်နေသဖြင့်စကားပင်မထွက်ပေအကောင်ကြီးမှာလက်ရက်ပြနေသည်ကိုတွေ့ရသည်ဟောကျုပ်တို့ကိုသူ့အနောက်လိုက်လာခိုင်းတာဖြစ်မယ်ဖိုခက်ကပြောလိုက်တော့မှ လိုက်လို့ဖြစ်ပါမလားမသိဘူးလေကွာငါထင်တော့ဒါတရေကြီးပဲကွာထိုအခါအဖညိုမထိတ်လန့်ချောက်ချားလေးရဲ့မလိုက်ကြနဲ့ကွာဒီကောင်ကငါတို့ကိုရံပြူချင်လို့ခေါ်နေတာကွာတရေတစီဆိုတာဘယ်တော့မှလူကိုကောင်းချုံမပြုထိုအခါအဖထွေကခေါင်းခါလိုက်ပြီးသူ့ပုံကြည့်ရတာဖြူဖြူနဲ့ဆိုတော့တရေနဲ့မတူဘူးတပက်ကြီးကွာတရေတွေကလူကို၆လန့်တတ်တယ်ဆိုပေမဲ့တပက်တွေကလူကိုကူညီတယ်ဆိုတာငါကြားဘူးတယ်အောင်မဟိတ်ကောင်ငါထွေး မင်းယုံရင်မင်းလိုက်သွားငါကတော့မလိုက်ဘူးတရဲအနောက်ကိုမလိုက်နိုင်ဘူးအဖွဲအတွင်သဘောထားများကွဲကုန်ကြသည်ထိုအချိန်တွင် အပါထွေးကအရှိသူထွက်လိုက်ပြီးကဲကဲမင်းတို့လိုက်လိုက်မလိုက်လိုက်ငါကတော့သူ့အနောက်လိုက်သွားမယ်အပါထွေးထားလိုက်သည့်အခါကိုပါခက်လေမတ်တရက်လိုက်ပြီးကျုပ်လဲလိုက်မယ်တားနဲ့သမီးလဲလိုက်မယ်မဟုတ်လားဖိုးခက်နှင့်ရွှေမီလေခေါင်းငိတ်လိုက်ကြသည်ကြီးတော်ရင်ကတပတ်စာကြီးကိုဇွဲချုံလိုက်ကကိုပါခက်နဘေးတွင်ဝင်ရက်သည် ကြီးတော်ရင်အနောက်သူအပပြုံးကလည်းထလိုက်သွားသည်။နောက်ဆုံးတော့မလိုက်မိသူကအပညူတယောက်သားကြံနေခဲ့တော်သည်။ဘညူခမရတကယ်မလိုက်ဘူးလား။အပပြုံးကမေးသည့်အခါအပညူကခံမာမာဖြင့်အေးမလိုက်ဘူးမလိုက်ဘူးကွ။ဒါဆိုရင်လေခမရတယောက်ထဲသားနေခဲ့ပြီတော့တကယ်လို့ကျုပ်တို့ရွာရောက်ခဲ့သည်ရှိတော့ခမရကိုလာပြန်ခေါ်မယ်။ထိုအကောင်ကြီးမှသူနှစ်ခက်လန်းလန်းရှိတကိုင်းတကိုင်းတို့ခုန်ကူလိုက်လေသည်။ကိုပါခဲအပပြုံးတို့လူတစုလေ ထိုအကောင်ကြီးအနောက်သို့ဆက်လျှောက်လာကြသည်ခလန်လန်အယောက်တွင် ကိုပါခက်ကအနောက်သို့လှည့်ကြည့်ပြီးအဘညိုရေခုနကလင်းတို့တွေထက်လာရင်တော့အဘညိုလင်းတို့သာဖြစ်ပြီးမှန်းပြကိုပါခက်អော်လိုက်သည့်အခါမြေတွင် ပေကက်ထိုင်နေသည့်အဘညိုတယောက်ချက်ချင်းမတ်တက်ရထားလိုက်ပြီးသူတို့အနောက်သို့အမောတကောနှင့်ပြေးလိုက်လာလေသည်ဟဲ့ကောင်တွေငါ့ကိုလည်းစောင့်ကြပါအောင်ကွာမင်းတို့ကလည်းအဘညိုမှမယုံတော့လေလူအုပ်အများနဲ့မို့လိုက်ပါလာခဲ့သည် အဖြူရောင်တပတ်ကြီးမှာတစ်ပင်ပေါ်မှာလုံဝမစင်မဲတစ်ပင်တပင်နဲ့တပင်ပေါ်သို့ခုံကူးကအရှိမသွားလေသည်ခလလန်ရောက်သည့်အခါတွင် အနောက်မှလူများပါလာမပါလာဆိုသည်ကိုလှဲ့လှဲ့ကြည့်တတ်သည်ကိုပါခက်တို့လည်းလိုက်တာလိုက်လာရသည် စိတ်ကတော့မချပါလက်သေးတွင်တရွှေကိုကင်ဆွဲထားပြီးအစင်သင်ပြင်ထားသည်အဘညိုပြောတဲ့ကဲသူတပည့်ကြီးကလူသားများအားမျှခေါ်သွားပြီးရံပြူမြီကိုစိုးရင်တော်ကြောင့်ဖြစ်သည် တပည့်ကြီးအနောက်ယုံယုံကြည်ကြည်နှင့်လိုက်သွားသူမှာအပါထွေးဖြစ်သည်တပည့်ကြီးကတပင်မတပင်တို့ခုန်ကူလိုက် နောက်ပြန်လဲကြည့်လိုက်နဲ့သွားသည်တခါတည်းရန်လေလိုက်လာခရန်လည်းရက်ခေါ်သေးသည် သူအနောက်မှာ အပါထွေးကအပြေးလိုက်လေသည်အပါထွေးနောက်တွင်တော့ကိုပါခက်ကဓာကင်လေးရဲ့လိုက်သည်ကိုပါခက်ပစိုးစားကိုဖိုခက်နှင့်ရွှေမိမောင်နှမကဆွေရင်လိုက်ကြသည်နဘေးတွင်တော့အဘပြုံနှင့်ကြီးတော်ရင်ကထက်ချက်မကွာလိုက်လာကြသည်။ဟိုအနောက်ဆုံးတွင်တော့အဘညိုတယောက် တွန်းဆုပ်တွန်းဆုပ်နဲ့လိုက်လာသည်ထို့သူအတန်ကြာသွားပြီးနောက်တောဆက်စီသို့ ရောက်လာခဲ့သည်တပည့်ကြီးမှာတောဆက်ရှိ ကြည်မာသည့်တစ်ပင်ကြီးတပင်ပေါ်တွင်တက်ခါတွယ်လွယ်ခိုနေတော်သည်တောဆက်မှထွက်မိသည့်အချိန်တွင်ကွင်းမြင့်ကြီးကိုတွေ့လိုက်ရသည် ကွင်းမြင့်အနီးတွင် ရာခင်းများကိုတွေ့ရပြီးဟိုးအဝေးတွင်တော့သူတို့မြေဆုံရွာကလေးကိုခရီးရီမြင်နေရလေသည် ထိုအနီးနားရှိတစ်ပင်တပင်အောက်မှပင်နွားလေးကရက်တန်လျက်ရှိနေသည် ကိုပါခက်လေနွားလဲပေါ်သို့ပြေးတက်လိုက်သည်ကြံသူများလည်းတိုးအုပ်ခင်းတဲ့အတွင်မှ ပြေးထွက်ခါနွားလဲပေါ်သို့တက်လိုက်ကြသည်နွားလဲပေါ်သို့ရောက်သည့်အခါကိုပါခက်ကနွားဝါနှကောက်အားရွာစီသို့သွားရန်အတွက်မောင်းနှင်လိုက်တော်သည်ထို့တော့မှလဲပေါ်မှလူများမှတပည့်ကြီးအားတတိယပီးလှည့်ကြည့်ကြသည့်အခါတပည့်ကြီးမှတစ်ပင်ထိပ်ဖျားပေါ်တွင်တက်နေကသူတို့အားလက်ပြနှုတ်ဆက်နေသည်ကိုတွေ့ရသည်အတော်ဝဝေးရောက်သည့်အခါမှသာတပည့်ကြီးမှ ခင်နဲ့အတွင်သူပြန်လဲခုံပေါက်ဝင်ရောက်သွားလေတော့သည်လဲပေါ်တွင် လိုက်ပါရင်အဖာထွေကအဘညူအားကြီးကကဲဘညူခမည်းယုံပြီလားအဘညူဘာမှမပြောနိုင်ပဲခေါင်းကိုဖြင်းညင်းစွာငိမ့်သည် ခမည်းပြောတော့တရေတစီဆိုတာလူတွေကို မကူညီနိုင်ပါဘူးဆိုအဘညူကမျက်နှာငယ်ဖြင့်ဟုတ်ပါတယ်ကွာဒါပေမဲ့အခုငါတို့ကိုကဲကဲတာတပတ်ဆိုကွာငါပြောတာကတရေတစီကလူကိုမကူညီဘူးလို့ပြောတာလေ တပတ်ကမကူညီဘူးလို့ပြောတာမှမဟုတ်တာကွာအပါညိုစကားကြားပြီးသည့်အခါအပါထွေးတယောက်ဒေါ်ပွားသွားလေသည်အောင်းမခမရကဒီလောက်ကိုရီးကြုံလာရတာတောင်မှမယုံသေးတာလားငါယုံပါပြီပါထွေးရတပတ်တွေကလူကိုကူညီတယ်ဆိုတာယုံပါပြီဒါပေမဲ့တရေတစီကူညီတာကြုံမှမကြုံသေးတာကွာဒီတော့ငါစကားကအခုချိန်ထိမှန်းနေသေးပါပဲကွာဟာဟဲ့လူငညိုခမရကနောက်ဆုံးအချိန်ထိစကားကိုကတ်သက်ပြောနေတာပဲဗျာ အပါထွေးကအပါညိုထံသို့ခုံအုပ်လိုက်လေတော့သည်တို့နေအပါညိုနှင့်အပါထွေးမှာလဲပေါ်တွင်မီတချီတမောင်နပန်းလုံးကြပြန်တော့သည်ယခုအခါတွင်တော့မြည်သူများမစွဲတော့ဖိုခက်နှင့်ရွှေမီးကကြည်ကောင်းကောင်းနဲ့ကြည်နေကြသလိုကြီးတော်ရင်တယောက်ကတော့တခွီခွီနဲ့ရဲလေတော့သည်အပါပြုံးပင်လေမပြုံးတော့ဘဲဝလုံးကွဲအောင်အော်ဟစ်ရင်မောရင်ရွာသူပြန်ဝင်ခဲ့ကြလေသည် အကစော်ရေးသားထားတဲ့တော်မောက်တဲ့ညဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတွင်ပဲပြီးဆုံးသွားခဲ့ပါပြီ။နာဆင်ပြီးခဲ့ကြတဲ့ဒုက္ခရဲ့ချက်တော်ပြည်သက်များအလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။